မူမီနေမှာအခုဇွန်လကစလို့သွေးလွန်သွေးကွေးရောဂါဖြစ်ပွားနှုန်းတိတိတသာမြင့်တက်လာတာကြောင့်ပြည်သူတွေအနေနဲ့အထူးသတိထားကြဖို့ဆရာဝန်တွေကတိုက်တွန်းပါတယ်။သွေးလွန်သွေးကွေးရောဂါဟာတနစ်ပတ်လုံးဖြစ်ပွားလေးရှိပေမဲ့လက်ရှိမိုးရာသီအဝင်ကာလမှာပိုပြီးအဖြစ်များလာသလိုတရက်နေအနည်းဆုံးလူ65ဦးထက်မနည်းရောဂါကူးစက်ခံနေရပါတယ်။မူမီနယ်ကျန်းမာရေးဦးစီးဌာနရဲ့အချက်လက်တွေအရပြီးခဲ့တဲ့မေလကနေဇွန်လဒုတိယပတ်တွင်ရောဂါကူးစက်ခံရသူ1000ကျော်ထိရှိလာခဲ့တယ်လို့သိရပါတယ်။ ဒေတာတွင်မှသွေးလွန်တုပ်ကွေးယောဂါကိုတော့ကလေးတွေမှာအဖြစ်များနေတာကိုတွေ့ရတဲ့အပြင်လူငယ်ပိုင်းနဲ့လူလက်ပိုင်းတွေမှာလည်းယောဂါကူးစက်မှုတွေရှိလာခဲ့တာပါ။ဆရာဝန်တဦးကတော့လက်ရှိသွေးလွန်တုပ်ကွေးယောဂါအဖြစ်များနေတဲ့ကာလမှာထူးခြားမှုအနေနဲ့အရင်ကသွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းနည်းတဲ့လူကြီးတွေမှာတော့သွေးလွန်တုပ်ကွေးယောဂါဖြစ်ပွားမှုတွေရှိနေတယ်လို့ပြောပါတယ်။ဥဒပိတပိကိပက်ဟောကမီဥရပကရာအခုနဗံတာလူကြီးလို့ဖျားဟော ကိုကူပြီးတော့အဲ့ကိုကြလူကြီးတက်လိုက်ကတ်တုံးနဲ့ပဲခရီးကြည့်ကြည့်လိုက်လက်ခံပါလို့ငွေပြေးကြည့်လိုက်တွေ့အဲ့ဒီဥနုတုတ်ကိုပြည့်လာတော့ယူကြီးမှလည်းဖြစ်ဒါအပြင်ဒီကာလဟာပင်းလုံတုတ်ကိုယောဂအဖြစ်များတဲ့ကာလဖြစ်တာကြောင့်ကြားနာပြီးနေမကောင်းဖြစ်ပါကကလေးရောလူကြီးတွေပါနီးစရာဆေးရုံစည်းကမ်းတွေမှာပြသဖို့လိုအပ်ပြီးမပြသပါကယောဂပြင်းထန်မှုတံကိုခံစားရနိုင်တယ်လို့သူကဆက်ပြောပါတယ် ွင်းလုံးတုတ်ကွေးယောဂါဟာရေကြီးရေသက်မှာပေါက်ဖွားတဲ့အီရီချင်ကပ်ရံမှာဖြစ်ပွားတာကြောင့်ကလေးတငယ်တွေပြင်လူကြီးတွေမှာပါအချင်းမကိုက်အောင်နေထိုင်မှုလိုသလိုဟုံးသွုံလဲစစ်တွေကိုလည်းအမြင်လို့ကိုလိုတယ်လို့ဆရာဝန်တွေကတိုက်တွန်းတာပါ။